ဒီလမ်းတွေမှာဆိုရင်လေတကြံကိုကျူဆိုတဲ့မဝတွေလောက်ထားပေးတာရှိတယ်ပေါ့ဗျာเนาะပြီးတော့ဒီစတက်ရှိုးစင်တွေပါတွေရှိတယ်ပေါ့เนาะဖြောဖြောရေးစင်တွေပါတွေ ်ရိုးလောက်ထားတာတွေရှိပါတယ်ချင်းမှန်မြို့မှာရှိတဲ့တကြံမတိုင်ခင်မှာဗောဗျာနော်တကြံအချို့မှာတို့ဘယ်လိုတွေပြင်ဆင်ထားလဲဆိုတာကျွန်တော်ရပ်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတို့ကိုရပ်ပြတဲ့နေရာကတော့ချင်းမှန်မြို့ရဲ့မြို့ရိုးထဲမှာဗောဗျာနော်ဒီမြို့ရိုးမှာဆိုရင်နှစ်တိုင်းလိုလိုတကြံတွင်းမှာတော်တော်လေးကိုစီကားတဲ့နေရာဖြစ်တယ်ဗောဗျာမနစ်ကတော့တိတ်တော့မစီဘူးဗျာနော်ထိုင်းနိုင်ငံရဲ့ရေကစားပုံကကျွန်တော်တို့မြန်မာနိုင်ငံလိုတော့မတူဘူးဗောဗျာမဖြစ်လို့လဲဆိုတော့သူကနေရာတိုင်းမှာမစီဘူးဗျာနော်မနစ်ကဒီမြို့ရိုးထဲမှာတိတ်မစီပေမဲ့ဟိုအဲ့ဒီမေယကုံတိုက်ဘက်မှာ ော်တော်လေးကိုစီပါတယ်ဗျဒီနေ့ဒီမြို့ရွာထဲမှာရှိတဲ့တကြံမကြခင်မှာခိုင်းအစိုးရနေဘယ်လိုပြင်ဆင်ထားလဲဆိုတာကျွန်တော်ရမိတ်ဆွေတို့ကိုကျွန်တော်ရိုက်ပြီးတင်ဆက်ပေးมาဖြစ်ပါတယ်အဲကျုံတစ်ဖက်ပေးมาဆိုရင်ဈေးဆိုင်တွေရောင်းတော့ဗောဗျာနော်တာတောက်တွေနောက်တော့ဒီရေကစားတဲ့ကိုတနတ်လေးတွေဗောဗျာနောက်တော့ရေခဲတွေဘာတွေရောင်းတော့ဗောဗျာနော်ဒီနေ့ကတော့လူတွေတိတ်ပြီးတော့မစီသေးဘူးဗောနော်ဘာဖြစ်လို့လဲဆိုတော့ဆက်3ရက်ကနေ15ရက်နေ့သူတို့ရေကစားလေးရှိကြတယ်ဗျာနော်ဒါကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒီမြို့ရိုးအနီးအနားလေးမှာရပ်ပြပေးมาဖြစ်ပါတယ်တခြားနေရာမှာဆိုရင်လဲသူတို့ ို့ပြင်ဆင်ထားတဲ့နေရာတွေတော်တော်များများရှိတယ်ဗျာနော်မနစ်ကထက်တို့ဘယ်လိုပြင်ဆင်ထားလဲဆိုတာကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ရိုက်ပြပေးမှာဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆွေတို့တွေ့နေရတဲ့ဒီမြို့ရိုထက်ကရေဆိုရင်တို့တန့်ပြေးတာဗျာဒီကြီးကနော်တကြမတိုင်ခင်မှာကျမရေးဝင်ကြီးဌာနတွေနဲ့လာပြီးတော့လာစစ်ဆေးတယ်လာစစ်ဆေးပြီးရေကိုတန့်ထားတယ်ဒီကြီးကတော့တောက်လို့မရပေမဲ့ချိုးလို့တော့ရတယ်ဗောဗျာနော်ဒီနေ့ကနည်းနည်းထူးဆန်းတယ်ဗျာနော်တို့ရဲ့စီစဉ်ထားတဲ့ပုံလေးတွေလည်းဘာဖြစ်လို့လဲဆိုတော့နိုင်ငံသားခီးတွေဒီ မြများလာအောင်ဘယ်လိုဆွဲဆောင်နိုင်မလဲဆိုတာသူတို့ကကြိုပြီးတည်တယ်ဗျာနော်တကြံလေတဲ့ပုံကဒီမြို့ရိုးထဲမှာဆိုရင်လေညနေပိုင်းမှလူစီတယ်ဗျဘာဖြစ်လို့လဲဆိုတော့မနေ့ပိုင်းကသူတို့အပြင်မှာထွက်လေကြတယ်ဖရားတွေဘာတွေလက်လျှောက်ဖူးတယ်ဗောဗျာရေတကိုနေဘာတွေလိုက်လေကြတယ်ဗျပြီးမှဒီညနေပိုင်းရောက်မှမြို့ရိုးထဲမှာရေ လာကစားလေးရှိကြတယ်ဗောဗျာနော်ဒီမှာကျွန်တော်မဲဆွေတို့တွေ့ရလားချင်းမမျိုးမှာဒီနေ့နေ့နဲ့ထူးဆန်းလာတာကဒီလိုမျိုးရေကစားဖို့အတွက်ဗောနော်ရေလောင်နဲ့ပုံးတွေတို့တို့လှုပ်ထားပေးတယ်ဗျာအလီရေလွယ်လွယ်ကူကူနဲ့ခတ်လို့ရအောင်ဗောဗျာနော်အဲ့လိုမျိုးတွေလှုပ်ထားပေးတာရှိပါတယ်ဒါမနစ်တုန်းကမရှိဘူးဗျာဒီလိုမျိုးကျုံထဲကရေတွေယူပြီးတော့ဒီပုံးထဲမှာထည့်ပေးတယ်ဗောဗျာနော်ဒီကစားလာတဲ့နိုင်ငံသားတွေဖြစ်ဖြစ် ဒီပြည်တွင်းကလူတွေဖြစ်ဖြစ်ပေါ့နော်ရေကိုအလွယ်တကူနဲ့ယူသုံးလို့ရအောင်ဆိုပြီးတော့ဒီလိုမျိုးဒူလိုလုပ်ပေးတာတွေရှိတယ်ဗျာနော်မြန်မာနိုင်ငံကတချို့လူတွေကိုလည်းကျွန်တော်ပြောချင်တယ်ဗျာနော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တကြဟာကပတ်အမွေအနစ်ဖြစ်ပေမဲ့တချို့လူတွေကမပြုတ်ပြင်ဘူးမပြောင်းလဲဘူးဆိုရင်တော့ကပတ်အမွေအနစ်လည်းအလကားပဲဗျာနော်မပြုတ်လွတ်လဲဆိုတော့သူများနိုင်ငံကအမြဲတမ်းပဲပြောင်းလဲနေတယ်နော်နိုင်ငံခြားနာကြီးတဲ့တို့ကိုပဲလို့ဆွဲဆောင်ရမလဲဆိုတာတွေသူတို့အမြဲတမ်းတွေးနေတာပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တချို့လူတွေရဲ့ခေါင်းဟာခမောက်ဆောင်မှုပဲထားမယ်ဆိုရင်တော့နိုင်ငံအတွက်တိတ်တော့အလုံးမဖြစ်ဘူးဗျာ เนาะကိုရရိုးရဒလိဟာကပအမွေနေဖြစ်ပေမဲ့ဒီလိုမျိုးထိုင်ပြီးတော့မကြည့်စေချင်ဘူးဗျာเนาะဘယ်တော့ပဲကပအမွေနေဖြစ်နေပါစေထွေးဆောင်မှုမကောင်းရင်လည်းအလကားပဲဗျာเนาะလူဆိုတာအမြဲတမ်းပဲပြောင်းလဲပါလို့ပြောချင်တယ်ဗျာဒါအခုကျွန်တော်နေနေတာကတို့တို့ခိုင်းနေခေါ်တဲ့ပတူတက်ဖဲပေါ့ဗျာเนาะပတူတက်ဖဲမှာရှိနေတယ်ဗျာညို့ယူဟောင်းမှာပေါ့ဗျာเนาะဒီဖက်မှာဆိုရင်လည်းရေဘုံလေးတွေထားပေးတာရှိတယ်ပေါ့ဗျာเนาะဒါပေမဲ့ဒီဖက်မှာကြတော့လည်းအလကားတော့မဟုတ်ဘူးဗျာကျွန်တော်တို့ရေယူမယ်ဆိုရင်အကြွေစေးထက်ပြီးတော့ရေယူရတာပေါ့ဗျာเนาะပြီးတော့ဒီပုံးတွေမှာတို့တို့တော့ခတ်ထားတာပေါ့เนาะဒီတကြံသွင်း မှာဆိုတော့လူတွေများတယ်လေလူတွေများတော့ပုံပြောင်းမှကြောင်းလို့အဲပုံတွေပါလေတော့ခတ်တာတွေရှိတယ်ဘုဒ္ဓဘာသာဒလိထုံးစံတွေပေါ့နော်အဲတဲပုံစည်ကြီးတွေရှိတယ်ပေါ့ဗျာနော်ပြီးတော့ဒီလမ်းတွေမှာဆိုရင်လေတကြံကိုကျူဆိုတဲ့မုတ်ဝါတွေလောက်ထားပေးတာရှိတယ်ပေါ့ဗျာနော်ပြီးတော့ဒီစတက်ရှိုးစင်တွေပါတွေရှိတယ်ပေါ့နော်ဖြောဖြောရေးစင်တွေပါတွေလူတို့လောက်ထားတာတွေရှိပါတယ်။ဟောဒီနေ့ကတော့တော်လေးကိုတို့ကြီးကြီးမားမားလောက်တယ်လို့ပဲမြင်တယ်ဗျာနော်။